ရောနီကာကတော့ကိုမဟုတ်ရင်လုံးဝဝမခံတတ်တဲ့လူစားမျိုးပါသူ့ကိုအလွန်ကြုံဝေဖန်ပြီးတော့ဝေဖန်တာသင်မကဘူးတိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာကြရင်လေ Facebook ပေါ်မှာဗီဒီယိုတွေနဲ့တကွပြန်လည်ပြီးတော့တုံ့ပြန်ဖြေရှင်းတတ်ပါလေရောနီကာကတော့အခုချိန်မှာပွဲရသွားပါပြီ World Championship ရဲ့ CEO Chatri ဟာရောနီကာအပေါ်မှာလုံးဝလုံးဝကိုမျောလင့်ချက်ကြီးကြီးမားမားကိုထားတာပါ ပရိုနီကာကလေမြောင်းနိုင်ငံမှာတတော်လေးကိုလူသိများတဲ့အပြင်ထိုင်းနိုင်ငံမှာလည်းသူရဲ့ပရိသတ်တွေကအများကြီးပါ။ဒါကြောင့်မလို့ချက်ထရီကပရိုနီကာပေါ်မှာမျိုးလင့်ချက်ကြီးကြီးမားမားထားပါရယ်။ဒါကြောင့်မလို့ပရိုနီကာကပွဲဥထွက်မှာရှုံးသွားတာတောင်ဘောနပ်စုကိုပေးလိုက်ပြီးတော့ပရိုနီကာမင်းဟာနောက်တစ်ချိန်မှာချန်ပီယံဖြစ်မဲ့သူလုံးဝကိုလက်မလျှော့လိုက်နိုင်အောင်ဆိုပြီးတော့အာပီတိုက်တွန်းစကားပြောခဲ့တာပြီးဖြစ်ပါတယ်။ပရိုနီကာဟာပထမပွဲမှာပွဲဝင်းနေတာဖြစ်တဲ့အတွက်တနည်းနီးပါးပွဲဝင်းနေတာဖြစ်တဲ့အတွက် ်အမှတ်နဲ့ရှုံးနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေ1 championship ကဘရိုနီကာကိုသင့်ချင်းစီနော်။ကောင်းမွန်မွန်အထက်ကိုရှောင်းလန်းနိုင်ဖို့တော့အခုသူနဲ့အဆင်ပြေမဲ့နော်။ဒါအသက်ငယ်ငယ်လေးအသက်19ပဲရှိသေးတယ်။ junior feathers နဲ့ပွဲတယ်ပေးလိုက်တာပဲဖြစ်ပါတယ် junior feathers အား world championship မှာခဏပွဲဆက်တာအနိုင်ရထားရသူဖြစ်တယ်အသက်ငယ်ငယ်လေးနဲ့ရလက်ကောင်ပိုင်ဆိုင်ထားတာပါခဏပွဲထိုးတယ်ခဏပွဲစလုံးအနိုင်ရတယ်ဒါပေမဲ့သူအနိုင်ရယူခဲ့တဲ့ fighter တွေကအင်မတန်မှညံ့ဖြစ်ပြီးတော့ ော်ဒါ one championship မှာတပွဲနှစ်ပွဲထူပြီးပျောက်ွယ်သွားတဲ့ fighter တွေကြီးပဲဆိုတော့ခနာကိုတိဆုပ်ပုံဘိုင်းရကြည့်မယ်ဆိုရင် Bronica တော်တော်လေးကိုသားတယ်ဒါသူထက် junior feathers ထက်လည်းအရက်ပိုမြင့်ပါတယ်နော်ပြီးတော့အသက်အရွယ်ပိုင်းဆိုင်ရာမှာရော Bronica ကအသက်28နှစ်ဆိုတော့တော်တော်လေးကိုအမြင့်ဆုံးဒါ fighter တယောက်ရဲ့အကောင်းမှုဆုံးအသက်အရွယ်ကိုရောက်ရှိနေပြီဖြစ်တယ်ဒီနေ့မှာတော့ Bronica ကဒါသူ့ကိုဒီပွဲမှာလေးရှုံးမယ်ပါညာတိုက်ခိုက်နေကြတဲ့တူတွေကိုဒဲဘေးဖြည့်ရှင်းလာတာကိုတွေ့ရပါတယ် သူ့ကိုပွဲတော်မထွေးရသေးဘူးအားပေးစကားပြောမယ်အစားနော်တိုက်ခိုက်လုံးနေတာကတိုက်ခိုက်နေချတာကအရန်ရန်ကိုလုံချောင်းကိုရိုနီကာကပြောပါတယ်ဒီပွဲမှာသူအကောင်းဆုံးလုပ်ပြသွားမှာဖြစ်ကြောင်းဒီပွဲကသူ့အတွက်လုံးဝလုံးဝကိုအရှုံးခံလို့မရတဲ့ပွဲဖြစ်သွားပြီဖြစ်ကြောင်းကိုရိုနီကာကိုယ်တိုင်ကဝန်ခံထားခဲ့တာဖြစ်ပြီးတော့သူ့ကိုအရန်အရန်ကြီးတိုက်ခိုက်နေမယ်အစားအာဘီစကားလီပြောသွားဖို့ကိုအကောင်းမြင်နော်ဒါရှုသဘောနဲ့မြင်ကြပြီးဖို့ကိုဘရိုနီကာကတောင်းဆိုသွားတာကို ပေးရပါတယ်ဗျာ